ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့ကျွန်တော် main တင်ခွက်ကို3ထိပ်နဲ့ကြိုက်ပြီးတော့ကျွန်တော်39ဆိုတော့ပေးခဲ့တယ်ထွက်သွားတော့39เนาะကတ်ပြီးကျွန်တော်တို့ဟိုဟာဖြစ်ခဲ့ပါတယ်เนาะအဲ့တော့ဘာကြောင့်အဲ့လို39နဲ့39ပြောင်းမှာပထမတော့ကျွန်တော်31လောက်ငြိမ်းနေ31လောက်ဆိုကျွန်တော်အရန်လေးရတာပေါ့เนาะကျွန်တော်လည်းအရန်ထိုးတဲ့အရန်ထိုးတဲ့လူလည်းရမှာပေါ့เนาะဒါပေမဲ့31ကနေတိုက်ဆိုပြောင်းမှာ39အဲ့တော့ကျွန်တော်တို့မအောင်ပါဘူးမအောင်ဘူးဆိုတာကဘာကြောင့်လဲဆိုတော့ဒီကီတစ်ချက်ဖောက်သွားလို့ပါဒါပေမဲ့ကျွန်တော်မနေ့ကအမျိုးလိုပြောခဲ့တယ်2 4ခွန်ဆိုတော့ ဟိုကီတကီတွက်နီးအခုရှိတယ်ဒါတော့ကျွန်တော်တွက်နီးရဲ့နှစ်ခုပြောင်းပြောင်းနေတိုင်းအများအားကွန်မန့်မှာလာလာပြီးတော့ဟာရွှေချောင်းသားတမျိုးရွှေလက်ကြီးကတမျိုးခမရဘလို့ဖြစ်တယ်ပါဖြစ်တယ်ပြောလွန်းလို့ကျွန်တော်တကီတွက်နီးတနီးပဲပြခဲ့တာเนาะအမျိုးတို့တော့ကျွန်တော်ပြောခဲ့တယ်ဟုတ်လားနေလေးခွန်ကျော်ရဲ့ကီတွက်နီးတစ်ခုရှိတယ်ဒါမှမဟုတ်လို့ကျွန်တော်တို့ဟိုဟာနေနေလေးခွန်လည်းဆိုဒီလိုအပေါ်အောက်တောင်ပြီးသွားနိုင်တယ်လို့ကျွန်တော်ပြောခဲ့တာเนาะဒါပေမဲ့အပေါ်အောက်မပြီးပဲနဲ့သူက34ဆိုပြီးတော့ကျွန်တော်တို့ပြီးသလိုညနေပိုင်းမှာ39ဆိုရလဲအိုက်ကီးတာကျွန်တော်ထုတ်ခဲ့ရင် ျွန်တော်တို့ပေါက်ကနန်းပါတာပေါ့နော်ကဲအဲ့တော့အဲ့မှာကျွန်တော်တို့ဘာဘာတွေအောင်ခဲ့တယ်လဲဆိုရင်၃ထိပ်အောင်ခဲ့ပါတယ်နော်နောက်တစ်ခါ၃ညာ၄ဖြစ်တဲ့အတွက်ဒီကီနီကီလုံးအောင်ပါတယ်ညနေပိုင်းမှာ39လို့ဖြစ်တဲ့အတွက်ဒီမှာညနေပိုင်းမှာလည်းဒီကီရထအောင်ပါတယ်ပရိတ်ပိုင်းကိုကြည့်မယ်ဆိုရင်လည်း၄ပရိတ်ညာနော်ဟုတ်လားကီနီကီလုံးမှာသွားပြီးအောင်ပါတယ်နော်အဲ့တော့နှစ်ခုကတစ်ခုအောင်သွားပြီလို့လည်းယူလို့ရတယ် ါပေမဲ့တခုပဲအောင်တယ်လို့ပဲယူပါကျွန်တော်နောက်ခါမှာအဲ့နှစ်လေးကိုချောက်ကပြန်ပါနေလို့ပါနော်ကဲအဲ့တော့ကျွန်တော်တို့24ပဲပြန်စားလိုက်မယ်နောက်တစ်ခုကအဲဘာမှအောင်သေးသလဲဆိုတဲ့အခါကျတော့ဘာမှအောင်သေးလဲဆိုတဲ့အခါကျဒီကောင်ဒီကောင်မှဆိုရင်ကျွန်တော်ဖတ်မှတ်လေး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 ပြီးအခု၃ည၄ဆိုပြီး၂ချိန်အောင်သွားပြီเนาะဒီတန်းလေးက၂ချိန်အောင်သွားပြီဒီတန်းထိုးတဲ့လူကြီးဒီကနေ့ထပ်ပေါက်လိမ့်မယ်เนาะမှန်မထိုးကြုံတာမသိဘူးပေါ့เนาะကျွန်တော်အနည်းဆုံးဒီကောင်၂ချိန်ဂရန်နီပေါ့เนาะအများသောအားဖြင့်၂ချိန်ဆိုပြီး၃ချိန်၄ချိန်အများဆုံးထွက်တာပေါ့เนาะပြီးခဲ့ဘက်ကတည်းကချိန်နဲ့ထွက်သွားခဲ့တယ်ဟုတ်လား เนาะအဲ့တော့သူရဲ့တောင်းကိုသူကကြီးကြီးနေပါပြီသူတို့ညလည်းဆက်ပြီးသူကလာနိုင်ပါသေးတယ်အဲ့တော့ကျွန်တော်20နီးလေးစလိုက်ရအောင်20နီးလေးစမယ်ဆိုဘယ်ရစမလဲဆိုရင်8480ကစပါမယ်เนาะ8480 8480ဒီ20လေးရတယ်20ဟောင်းလေးပါပဲเนาะ20ဟောင်းလေးပါပဲ20ဟောင်းလေးဆိုပြီးတော့ကြော်ပြီးတော့မကြည့်နေကြားလိုက်ကောင်မှာကျွန်တော်ပြောချင်တာဒီမတိလိုက်မှာဆိုလိုပါเนาะအဲနောက်တစ်ခါ2 5 နှစ်3ညတဲ့3519တက်ကို3519တက်ကိုဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်တဲ့အဲ့ဒီဟာကိုကျွန်တော်တွက်ပါမယ်အဲ့ဒါလေးကဘလို့တွက်တယ်လဲဆိုရင်တော့အမျိုးတို့ကြည့်လိုက်တာနဲ့မှတ်မိပါပါတော်တော်ညာလေးအစာဆုံးတော့ကြည့်စီချင်းလေကြားလိုက်ကောင်မှကျွန်တော်ပြောချင်တာလေးပြောသွားလို့ရအောင်နော်အဲ့တော့ခွန်ရဲ့9ရဲ့ပေါင်တော့တဲ့ခွန်အပေါင်း9ညီမချင်း2ပါတဲ့အဲညီမချင်း2ပါတဲ့နော်2 2ရဲ့ပါဝါကခွန်9 9 ခွန်ရဲ့နှက်ခတ်က3ညနှက်ခွန်3ညဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ငါခွန်နဲ့ငါခွန်မှာကျွန်တော်တို့ခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်6ညတဲ့6ညတဲ့6ညမှာလည်း3ညတစ်လုံးထပ်တည်ပြီးညရောမနေ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ပြန်နောက်တစ်ပြန်တွေ့ပါမယ် ော်ခုနကကျွန်တော်ပြောလို့နော်ဟိုပတ်တီပတ်တီနဲ့ပတ်သက်လို့ကျွန်တော်တို့ဟိုဘောနော comment မှာလည်းလာပြောဆရာကျွန်တော်ဗာပတ်ထားတဲ့ဟာကျွန်တော်ဘာဖြစ်ပါမလားနော်နောက်ခါကျဘိုက်ပါမှာလာမိရဲ့လူတွေရှိတယ်ကျွန်တော်ပြောချင်တာကတခြားပတ်တီတွေဆိုတာကတိန်းဆောင်ရှိကောင်းရှိမယ်ကျွန်တော်ဟိုးတခါလည်းတိတိချာချာပြထားတယ်နော်ရာသက်ပံပတ်ပါမရှုံးမအောင်ဆိုတဲ့ဟာ9 6နဲ့ဖြစ်ပါတယ်နော်9 6နဲ့ဆိုတော့ဒီတစ်ပတ်ဆိုလည်းအများကြီးထွက်တယ်ပြီးခဲ့တဲ့ပတ်တီကလည်းထွက်တယ်တော့မှမရှုံးခမဲကျန်တဲ့ကနန်းတွေလိုက်ပတ်တယ်တချို့ကပျောက်ကနန်းကိုလိုက်ပတ်တယ်ပျောက်ကနန်းကိုလိုက်ပတ်ခြင်းတယ်6နဲ့6နဲ့9နဲ့မှာတစ်ခုခုပတ်လိုက် ဲ့ဒါပို့ပြီးကျင်းသေးတယ်เนาะပျောက်ကနန်းဆိုတာတချို့ပျောက်ကနန်းကိုပတ်တယ်ကျွန်တော်ကအာမပြေဘူးဘာလို့ပျောက်ကနန်းဆိုတာတေကနန်းတေကနန်းကနန်းတစ်ခုတေနေရေပြုံးကနန်းပြန်ပြီးတော့တက်ဝင်လှုပ်ရှားလာပေါ့ရက်ကြတတ်တယ်မထွက်ဘူးလို့တော့မပြောဘူးเนาะရက်ကြတတ်တယ်အဲ့ဒါလေးဟုတ်ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်เนาะကဲတော့9ခွန်6တုံညာပြီးသွားတဲ့အခါကျတော့2ခွန်3ခွန်တဲ့ရှာရှိရမထင်ပါနဲ့เนาะဒါကျွန်တော်စေတနာနဲ့ပြောတာပါကျွန်တော်အတွက်မဟုတ်ဟိုထိခိုက်နေတဲ့လူတွေအတွက်ကိုမထိခိုက်စေချင်လို့ကျွန်တော်ပြောတာပါเนาะတုံညာ ကိုတုံညာတချို့အဲ့ပတ်တိကိုဝယ်ပတ်နေကြတယ်ဗျာကျွန်တော်ဝယ်မပတ်ပါနဲ့အဲ့ဟာကိုပဲပတ်ပါလို့ကျွန်တော်ခုတစ်ခါတွန်နီကိုတင်ရင်းနဲ့တန်တန်ပြောခဲ့ရနော်ဒါပေမဲ့ပထမတင်္ဃာသတော့လူရဟာပတ်တယ်ဆရာကြီးဘလို့ပေါက်တယ်ဟိပါရကွန်မန့်နေမှာဝင်ဝင်ရေးကြအခုတော့ပေါက်လားမပေါက်လားလည်းမသိဆက်ပတ်လားမပတ်လားလည်းကျွန်တော်မသိတော့ဘူးဗောနော်ပတ်နေသမျှတော့မရှုံးပါဘူးအဲ့တော့က9 4ကိုကိုတဲ့နော်အဲ့လိုကိုကိုဆိုပြီးထွက်ထားပါတယ်ကြည်နော်ဒီမှာပဲကြည်ဒီမှာဟာလားငါအဲ့မှာခွန်တစ်ချိန်ဒီမှာ၆တစ်ချိန်ခွန်တစ်ချိန်ခွန်တစ်ချိန်ဒီမှာခွန်တစ်ချိန်ဟုတ်လားအများကြီးထွက်တယ် အဲ့တော့3နဲ့4နဲ့ပေါင်းပါမယ်တဲ့3အပေါင်း4ညီမချင်းခွန်ပါတဲ့ခွန်ခွန်ရဲ့ပါဝါက2 2နဲ့ခက်က4ခွန်2 4ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့16တဲ့မအောင်မအောင်ဗျာခွန်ရှိတဲ့ခွန်ရှိမှာတော့ကျွန်တော်တို့ခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးလိုနားလည်းခဲ့မှတော့ဟုတ်လားညီနေတိုင်းမယ်နော်အဲ့ဒါလေးပဲပတ်စံပါဗျာပတ်စံနေအကိုမကိုပိုကုံမခံကြပါနဲ့နောက်ပြီးတော့ ပေါက်ဖို့အားများတာလည်းဒီကောင်ပါပဲเนาะ3ည4 68 68ဆက်ွက်တကွေရောဟိုဘာပဲတပတ်လုံးလုံးမှာဒီကနန်းနှလုံးကမထွက်သွားတာမျိုးဆိုတော့မရှိပါဘူးတလုံးမဟုတ်တော့တလုံးနဲ့ထွက်တယ်ဒါပေမဲ့ခုနကပြောလို့ပေါ့ကိုပတ်လိုက်တဲ့ကနန်းကမထွက်မိဘူးဆိုရင်တော့မှမရှုံအပတ်တိုင်းပတ်တိုင်းမှပြန်ပြီးအောင်အောင်နေတဲ့အတွက်တပတ်တလီချော်သွားတာကိုတချို့ကတပတ်တလီချော်သွားသွားမကလူးဆံပြားဖြစ်လာเนาะရတာလည်းရဟိုမှာပြေဘူးဒီလိုပဲเนาะအရာချင်းနဲ့ရှုံချင်းနဲ့မျက်ချင်းဆိုတော့ ွန်တွဲပြီးရှိနေမှာပါပဲเนาะအဲ့တော့တုံညာလေး68ပြီးတော့71 33 71 33 98 98ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်တဲ့အဲ့ဒါကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတော့6ကတက်ကပေါ့6ပေါင်း1မြင်များချင်းခွန်ပါတဲ့ခွန်ရဲ့ပါဝါ2 2ရဲ့နှစ်ခက်က4 4 4ဆိုတော့ကီးတုံးလုံးဒီဘက်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာလေးထွက်သွားလဲကြည့်လိုက်ရအောင်ခွန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 ်နဲ့ဟောခွန်ခွန်မှာခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ် တင့်ငါးတဲ့တင့်ငါးမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်ပြန်ကြည့်ပါမယ်ခွန်ရှိရှိချောက်ခွန်ရှိရှိချောက်၄ခွန်ရှိလေး၄ခွန်ရှိလေး၆ခွန်၁ခွန်၆ခွန်၁ခွန်ဒီမှာကြည့်ဘလောက်ပြူပြန်းနေပါနော်အဲ့တော့ခွန်ရဲ့ရှိကပေါ့ရှိအပေါင်းခွန်ညီမကြီး၅ ငါရဲ့ပါဝါ3ည3ည1ခက်ကခွန်9 3ည9ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားလဲကြည့်လိုက်အောင်နှစ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 ်တမအောင်ပါဘူး9 3 9 3မှာကျွန်တော်9တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံတွေ့ပါမယ်နှစ်6 3ည9ဩဟိုင်းမလေးတွေ့လားနှစ်6တဲ့ဟောအဲ့မှာ3ည9နဲ့နော်9နှစ်6 9နှစ်တဲ့ဟော16တဲ့တွေ့ရမလား16ဩ16 4ဟောဒီမှာတွေ့ရမလား အဲအဲ့လိုမျိုးပေါ့နော်မအဲ့နှလုံးနဲ့ပဲပတ်စပ်ပါဗျာ၃ညနဲ့6နဲ့ပေါင်းပါမယ်တဲ့၃ညပေါင်း6ညီမချင်း6 6ရဲ့ပါဝါ1တဲ့နှစ်ခါက8 6တိ8ဆိုတော့ကြီး၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာတွေထွက်သွားလဲကြည့်ရအောင်8ခွန်8ခွန်ဟော8ခွန်မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်5နှစ်5နှစ်တဲ့5နှစ်မှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြန်တွက်ပါမယ်1 5 3 3 1 5 တောင်တော့တောင်ကိုနှစ်ချောက်တောင်ညာနှစ်ရှစ်တုံညာတောင်ညာနှစ်ရှစ်တုံညာဆိုပြီးကျွန်တော်ဒီလိုမျိုးထွက်ထားပါတယ်အဲ့တော့ကျွန်တော်ဒါကိုတွက်ပါမယ်3နဲ့2နဲ့ပေါင်းပါမယ်3အဲ3เนาะဒါ3အပေါင်းနှစ်မြညာချင်း9ပါတဲ့9ရဲ့ပါဝါ3ည3ည1ခက်ကခွန်9 3ည9ဆိုတော့ကီ3လုံးဒီပြမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုရခါကြတော့85တဲ့85မှာကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့ပါတယ် ိုးငါးတဲ့ဟောကိုးငါးမှာလဲငါးထပ်ထိပ်ပြီးညောင်းမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တွက်ပါမယ်တ်6 5 6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  ခွန်မှာတဲ့ခွန်ရဲ့ပါဝါ2 2နဲ့ခက်က4ခွန်နဲ့4ဆိုတော့ကြီးတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်ဘာထွက်သွားလဲကြည့်လိုက်ရအောင်ခွန်ခွန်နဲ့ခွန်ခွန်မှာကျွန်တော်တို့အဲ့မှာခွန်တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်၄၅၄၅တဲ့၄၅မှာလဲကျွန်တော်တို့၄တလုံးထိပြီးညာဝမနဲ့ကောထပ်အောင်ခဲ့ပါတယ်ဗျ။ ပြရတယ်ခါခါကြောင်းကြောင်းသွားတယ်ဟိုဘေးနားတအားဆူတယ်ပြန်ဖုတ်ပိတ်ပိတ်ပြလဲခါခါပြန်ပြန်ကြောင်းကြောင်းထောက်သွားတယ်နော်အဲအဲ့တော့နောက်တစ်ပြန်တွက်ပါမယ်ရေ3 3 9 4 3 3 9 8 3 3 8 6 8 3 8 6 8တယ်နော်မတော့ရတဖြက်တော့ရတဖြက်ကလေးပဲကြည့်ကြည့်သွား6နဲ့9ကအပတ်တိုင်းလိုလိုပါနေအောင်တွေ့ရလိမ့်မယ်နော်အဲ့တော့3ညနဲ့1နဲ့ပေါင်းပါမယ်တဲ့3ညအပေါင်း1 အဲ့တော့ညီမချင်း1ပါတဲ့1ရဲ့ပါဝါ6 6ရဲ့နှခါက9 1 69ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့ခါကျတော့63ညတဲ့63ညမှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်55တဲ့55မှာတော့မအောင်ပါဘူးဗျဒီမှာလည်းတွေ့လားအဲ့လိုပဲเนาะကျွန်တော်ပြောတာကျွန်တော်20နဲ့တင်ပေးပြီးအောင်ဟိုကလင်နာနဲ့လည်းတော့အားရှိအောင်ပြပြီးပြီးပါပြီเนาะကဲအဲ့တော့ကျွန်တော်တို့မနေ့ကငါတို့တွေ့လိုက်ရအောင်44 43ည44 83ည76 ရှစ်ခြောက်ခွန်ရှစ်တွေ့မလားအိမ်မှာ3403ခွန်း3403ခွန်းနဲ့တဲ့နော်တချို့အဲဒီဟိုကြောက်ကနန်းနေရှောက်ပက်အဲ့တော့ခွန်းရဲ့၄ရဲ့ပေါင်းခွန်းအပေါင်း၄ညီမချင်း၁ တရပါဝါ6 6ရဲ့နှစ်ခါကကို169ဆိုတဲ့ကီးတုံးလောက်ရတဲ့မပြတ်ဘူးဆိုရင်ကြာသေးနေမှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်ခုန16တပြားကျွန်တော်အခိုင်အမာကြိုက်တယ်ဆိုတာလည်းပြောဘူးတယ်နော်အဲ့အခိုင်အမာအခိုင်အမာကြိုက်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဟိုဟာမျက်နှာဖုံးမှတော့တင်ပေးထားတယ်။ဒါဖြစ်လို့လဲဆိုတော့အဲ့အတွက်ဒီရကျွန်တော်တို့16တပြားက3နေရာလောက်ပြတယ်ပြတဲ့ပြုံလာမယ်။ထပ်ပြီးပြတာကြီးကျွန်တော်ပြမယ်နော်။အဲ့တော့ဒီဆာရကပေါင်နေတဲ့ကျွန်တော်ဆာရကလေးစားထိုးပါမယ်။ဆာကလေးစားထိုးပါမယ်စားထိုးပါမယ်ဆိုတဲ့အခါကျတော့ မနေ့ဖငါအတွက်ကီးထိတ်ကိုကျွန်တော်ပေးပါမယ်ဗျနော်ကီးထိတ်အဲ့တော့ကီးထိတ်ကတော့စတိုက်ကိုမှန်နေတာပါပဲဗျနော်အဲ့တော့ကျွန်တော်ကီးထိတ်ကီးထိတ်ကီထိတ်တဲ့မနေ့မှငါတို့ကီထိတ်ကခွန်395ပါတဲ့เนาะခွန်395ကီယိုယိုကကျွန်တော်တို့ကကီယိုယိုက169အဲ့တော့ကနန်းတစ်ခုကမတူညီမတူညီရတဲ့ကျွန်တော်ထုံးကြံနိုင်မယ်ကတ်ပါမယ်အဲ့တော့ခွန် ခွန်6ခွန်9နောက်က3.1 3.6 3.9နောက်က5.1 56 59ဆိုပြီးဒီလိုကဏ္ဍနေကျွန်တော်တန်းစီပြီးရလာပါပြီတဲ့ရလာတဲ့အခါကျတော့ကောင်းပြီကျွန်တော်တို့ ဟို master key ပေါ့နော် master key လေးကျွန်တော်ပေးပါမယ်အဲ့တော့ master key ပေးတဲ့နေရာမှာကျွန်တော် comment နေမှာခဏခဏဟိုဟာ key တွေကဘာဖြစ်လဲများတယ်ညကျွန်တော်ပြောတာက key တကြီးကိုပဲ깟ကစားမယ်ဆိုတော့ key တကြီးကို깟ကစားဒါမှမဟုတ် key သုံးကြီးကိုချိန်လို့ရအောင်လည်းကျွန်တော်ပေးခြင်းဖြစ်တယ်နော်အဲ့တော့ကျွန်တော်အကုန်လုံးထိုးပါလို့ကျွန်တော်ပြောတာမဟုတ်ဟုတ်လားအဲ့တော့ကျွန်တော်ပထမ key ကဘာရသလဲဆိုရဲ့ခါကြတော့၄၂6 6ပါတဲ့နော်ဒုတိယ key က၁6 83ပါတဲ့83အဲ့တော့ဒီမှာကျွန်တော်ပြောခြင်းတဲ့အခါဒီမှာလဲ16တွေပါနေရနော်16တဲ့မှာတော့မှ6ကပို့ပြီးမာနေရလို့ပြောရမှာပဲဖြစ်တယ်ဗျာနော်အဲ့တော့မာနေရကဏန်းလေးတွေကိုကျွန်တော်စဉ်းစားကြမယ်စဉ်းစားကြမယ်ဆိုခွန်ခွန်1ခွန်1ဆိုဒီမှာခွန်ဒီမှာ1ဒီကောင်မှာတော့ရပြီဒီမှာကျတော့ကျွန်တော်တချမ်းမဲ့အောင်နော်နောက်တော့ကခွန်6ခွန်6ဆိုတော့ဒီမှာခွန်ဒီမှာ6ထို့အတူပဲဒီမှာ6 6ကဟိုအတိုင်းမဲ့ပါနေတဲ့အတွက်ခွန်6ကကျွန်တော်အားတာတယ်နော် ခွန်6ထို့အတူပဲခွန်9ကြတော့လဲကျွန်တော်တို့ဒီမှာတော့ကိုင်ညီရဲ့ဒီမှာတချမ်းမဲအောင်တယ်။နောက်3ညာ1လည်းဒီမှာကိုင်ညီရဲ့ဒီမှာတချမ်းမဲအောင်တယ်။နောက်က3ညာ6 OK ဟာလားနောက်တစ်ခါ3ညာ9ကြတယ်တချမ်းမဲအောင်တယ်။9 1လည်းတချမ်းမဲအောင်တယ်။9 6 OK အဲ့တော့ကျွန်တော်ဒီ3ွက်ကိုကျွန်တော်ရပါတယ်။ရတဲ့အခါကျတော့ကောင်းပြီ။ငါတို့တင်ကနန်းလေးဆက်ပြီးနောက်တစ်ထပ်စဉ်းစားကြည့်လိုက်ရအောင်ဆိုရဲအခါကျတော့ကျွန်တော်တို့ဘာရဘာလဲဆိုတဲ့အခါကျတော့တင်ကနန်းကဘလို့စဉ်းစားမလဲဆိုအမျိုးလိုမှတ်မိပါရဲ့နော်ဒီ၄ကိုလို့ ပြိပြင်း2 4 6ဆိုပြိက3ရက်တည်းမှာဆင်းရမယ်ဆိုဒီမှာဆင်းနေเนาะအခုတစ်ခါ4 6လို့ပြန်ကြနေပြန်ပြီတဲ့4 6လို့ပြန်ချရင်2 4 6ကပြန်ပြီးဆင်းရအောင်မယ်တဲ့2 4 6ကျွန်တော်တို့မင်းရ2 4 6ကိုပြန်ကြည့်မယ်ဆိုရင်မင်းရ2 4 6က2တွဲပေးတယ်အဲ့တော့2တွဲသလုံးကိုအောင်တယ်လို့ပြောလို့မရဘူးတွဲကြံခဲ့တဲ့သဘောမျိုးလည်းတက်ဆိုင်နေတယ်เนาะအခုဒီမှာ2 4 6နဲ့လည်းသွားပြီးကြိုက်နေတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီ break က3ရက်တွင်ထွက်ရမယ်ပေါ့เนาะနောက်နောက်တစ်ခါကပါလဲဆိုတော့10 10 10ပြည့် ဆယ်ပြည့်လို့လည်းခေါ်တယ်ကျွန်တော်ဆယ်ပြည့်လို့လည်းခေါ်မယ်၃ညပြည့်လို့လည်းခေါ်မယ်ပေါ့နော်၃၀ခွန်ဟာလာအဲ့တော့အဲ့၃၀ခွန်၃ညပြည့်လို့ထွက်လာပြီးသွားရင်တဲ့2 4 6တိဆိုတဲ့ break ကလည်း3ရက်တွင်ထွက်ရပါမယ်တဲ့เนาะဒါကျွန်တော်ရဲ့ရာသက်ပံမူတည်ကတ်တွေထဲမှာပါတဲ့ဟာရေเนาะမွေကျင်တဲ့လူကြီးကူးတာဟိုတချို့ဟိုဝယ်ရမှာဟိုကတ်ကြီးနေနေကတ်ကြီးနေနေတချို့ကြလည်းဘာဖြစ်တယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်ဘာဖြစ်ပါကျွန်တော်ဘလို့ပဲရရရဖို့အရေးကြီးတယ်เนาะဝယ်နိုင်တဲ့လူကြလည်းကျွန်တော်အားပြရတော့ကျေးဇူးတင်တဲ့မွေနိုင်တဲ့လူကြတော့လည်း ကူယူကျွန်တော်ပေးတယ်နော်အဲ့တော့ကျွန်တော်ဒီမှာပြန်ကြည့်မယ်ဆိုရင်86ဆိုတော့3ပြိတ်ပဲရှိတယ်တဲ့အဲ့တော့ကျွန်တော်ဒီမှာပြန်ကြည့်ရင်3 6က main ဖြစ်သွားတယ်တဲ့နော်3 6အဲ့တော့ main ပြိတ် main အကြိုက်ဆုံးဖြစ်နေသူ့ကိုထားပါမယ်ထားပါမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကောင်းပြီအဲ့ဒီမှာကျွန်တော်တို့ကဘာနဲ့ကစားအောင်မလဲဆိုတော့နောက်ထပ်ကျွန်တော်တို့ဘာရှိသလဲဆိုတော့ဟောဟာဒီမှာအခွေကြိုက်တဲ့လူတွေအတွက်လာပြီမနေ့ပိုင်း၃ညလို့ထွက်ရင်းနဲ့ ပါလာမလဲ1395ဆိုတဲ့အခွေအားတဲ့3ရက်တွင်ထွက်ရပါမယ်တဲ့เนาะ1395ဆိုတဲ့အခွေအားထွက်ရပါမယ်ဆိုတဲ့အခါကျတော့ဒီကောင်နဲ့တော့သွားမကြိုက်ဘူးအဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်ရင်81ဆိုတာသွားကြိုက်တယ်เนาะနောက်ခါ31သွားကြိုက်တယ်เนาะ51သွားပြီးကြိုက်ညီတယ်ဟုတ်တယ်เนาะအဲ့တော့ကျွန်တော်တို့ဘာရမလဲဆိုရင်ခွန်1ကဲ3 ုံညာတစ်ကဲငါးတစ်ကဲနော်အဲ့လိုသွားရပါတယ်တဲ့နော်သွားရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီ86ကလေးပါထည့်လိုက်စေခြင်းတယ်နော်ဘာဖြစ်လို့လဲဆိုတော့ခွန်6ကဒီအခွေလေးနဲ့ဗားလေးနဲ့တော့သွားမကန်ညူးတော့ညာလေဒီ3 3လဲမှာသွားကန်ညီနေတဲ့အတွက်ကျွန်တော်ခွန်6ကလေးကိုတော့ထည့်စေခြင်းတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီကောင်ကိုပထမထားမယ်ဒီကောင်ကိုဒုတိယထားမယ်ကျန်တာလေးတို့တော့အရင်အနေနဲ့ကစားမယ်ဆိုရင်ကစားမယ်လို့ရတယ်ဒါကျွန်တော်ကြိုက်တာကိုပြောပြတာနော်ကျွန်တော်ကစားမှာကိုပြောပြတာ နောက်တစ်ခုကကျွန်တော်တို့ဒီတန်းလေးအဲဒီတန်းလေးအလိုရကျွန်တော်ပြန်ကြည့်မယ်ဒီတန်းလေးအလိုရကိုပြန်ကြည့်မယ်ဆိုရင်အရန်ွက်တွေကိုပဲရေးကြည့်မယ်ဆို87ဒီမှာ9ဒီမှာ1ဟုတ်ပြီ87 okay တယ်3ည1ဒီမှာ3ည1မှာ1တူလဲ okay တယ်57ချမ်းပဲအဲ့မှာ86ကလည်းဒီကောင်နဲ့လည်းသွားပြီး okay ရဲ့အတွက်ကျွန်တော်86ကိုထည့်ခိုင်းခြင်းဖြစ်တယ်ထို့အတူပဲကျွန်တော်တင်ကနန်းမှာ3ည6ဒီမှာ3ည1မှာ6 3ည6ဆိုတာလည်းရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့ရောအဲ့လိုမျိုးရှိရတဲ့အတွက် ကြိုက်ပါတယ်အမျိုးတော့ကြိုက်တလားကြိုက်ချင်ယူပါမကြိုက်ဘူးဆိုရင်မယူပါနဲ့เนาะဟိုကျွန်တော်ခါတိုင်းပြောနေကြတိုင်းပဲเนาะကီးထိတ်ကိုကြိုက်ရင်ကီးထိတ်ကိုယူထိုးပါကီးယိုးကိုကြိုက်ရင်ကီးယိုးကိုယူထိုးပါမာစတာကီးတွေကိုကြိုက်ရင်လည်းမာစတာကီးတွေကိုပဲယူထိုးပါသို့မဟုတ်ဒီ break တွေကိုကြိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ break တွေကိုပဲယူထိုးပါเนาะ ီပရိတ်တွေကိုပဲယူထိုးပါဒါမှမဟုတ်အခွေယူကစားကျင်တဲ့လူကလည်းအခွေယူကစားပါပေါ့နော်ကဲကြိုက်သူတွေကစားပါအားလုံးအောင်မြင်ဖို့ဇာတိအဓိပကပဲဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့ဗီဒီယိုတင်ဆက်မှုတွေကလည်းဒီလောက်ပါပဲအားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကြက်မှချင်းနဲ့ပြည့်စုံပြီလေအောင်ပွဲများရလို့ပျော်ရွှင်နိုင်ရပါစေလို့ဆုတောင်းပြီးဒီကနေ့ဗီဒီယိုဖိုင်တွေကိုကျွန်တော်ဒီမှာနေအဆုံးတတ်လိုက်ပါတယ်ဗျာ